ကျမကြီးအမဂန်ရဲ့ကုန်ကြစရိတ်တွေကိုကုမ္ပဏီတွေကဘယ်လိုမျိုးထိန်းချုပ်လို့ရှိလဲမင်္ဂလာပါကျွန်တော်ကိုအေးစာပါအမဂန်သဘောတရားနဲ့အမဂန်ပညာတွေအကြောင်းကိုမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်မိတ်ဆွေတို့ကျမကြီးအမဂန်မှာကျမကြီးအမဂန်ထားလိုက်ပြီဆိုရင်ဒီရဲ့ကုန်ကြစရိတ်တွေက unlimited ပေးတာမဟုတ်ပါဘူးသူတို့ထိန်းချုပ်ထားတဲ့အဲထိန်းချုပ်ထားသူတို့ကဒီ limit ကိုပေါ့နော်အများကြီးရောက်မသွားအောင် ထိန်းချုပ်ထားတဲ့အသုံးနှုန်းလေးတွေရှိပါတယ်ဒါလေးတွေကိုနားလည်ထားဖို့လိုပါတယ်ဒါကိုဘယ်လိုပြောလဲဆိုတော့ cost containment measure ပေါ့နော်ကုန်ကြမ်းစည်းတွေကိုသူတို့ဟိုတွက်ချက်ထားတဲ့ဟာပေါ့နော်အဲ့ဒီထဲမှာပါလဲဆိုတော့ဘာတွေပြောလဲဆိုတော့ HS HS ဆိုရဲ့အတိတ်ဘယ်ကကုန်တလောက်ပေးမယ်အမကန်ထားလိုက်တဲ့ရွေကြီးတောင်းလာတဲ့ခါကျရင် HS ဆိုတဲ့ဟာစီအချက်အရာအကျုံးဝင်နေဆိုရင်ကုန်တလောက်ပေးမယ်နောက်တစ်ခုကတော့ reasonably and reasonably or customary အချက် တင်းတင်းလျောက်ပတ်တဲ့ကုံကြစိတ်အတိုင်းကိုပေးပါမယ်။ဆိုချင်တာကကုံတော့ကုံသွားတယ်အမှန်တကယ်တော့ကုံသွားတယ်ဒါပေမဲ့သူ့ရဲ့ကုံကြစိတ်တွေဒီအကြောင်းကြောင်းကြောင့်များနေတယ်ဆိုရင် reasonably အချက်ဆိုတော့ခေါင်းစဉ်အောက်မှာအကျုံးဝင်တယ်ဆိုရင်တင်းသူတို့ကုံနေနေနဲ့တင်းတင်းလျောက်ပတ်တဲ့ကုံကြစိတ်တစ်ခုကိုပဲပြန်ပေးမယ်ဆိုတာရှိပါတယ်။နောက်တစ်ခုကတော့ inner limit တခုခုကို ကုသတယ်ဒီတခုခုကိုကုသတဲ့အထက်မှာသူဒီကုသလို့တချို့ယောဂါတွေပေါ့နော်တချို့ယောဂါတွေဒီ အဲဟိုဘောဘယ်လိုပြောရမလဲဆိုတော့တချို့ယောဂတွေဒီတအားကိုမှကုန်ကျစရိတ်များတယ်ဆိုပေမဲ့ तू က inner limit ဆိုတာနဲ့ကန့်သတ်ထားတယ်။သူ့ရဲ့ကုန်ကျစရိတ်ကိုဟိုဒီ limit ထဲမှာပဲဒီယောဂတစ်ခုရဲ့ဒီ limit ထဲမှာပဲ तू ပေးမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။အနောက်ဆုံးတစ်ခုကတော့ over all annual limits အမကန်ထားတယ်ကိုယ့်ရဲ့အဲကိုယ့်ရဲ့တသက်တာဟောပေါ့နော်ဟိုတနစ်တာမှာရနိုင်တဲ့ကုန်ကျကုန်ကျစရိတ်တွေအကုန်လုံးဒီ ဆိုပါစို့တိန်းတရာဆိုတိန်းတရာတိန်းတရာထဲကြော်သွားရင်သူတကယ်အမှန်တကယ်ကုန်ကြတယ်ဆိုရင်တော့မှအမကန်ကုမ္ပဏီကအာဒါကိုပြန်ပြီးတော့ပေးပါမယ် overall annual limit ကိုတတ်မှတ်ကြော်သွားရင် ပြန်ပေးမှာမဟုတ်ပါဘူးဆိုတော့ဒါလေးတွေကိုသိချင်းအပြင်တော့အမကန်ဝယ်တဲ့အမကန်အဲကျမရေအမကန်ဝယ်တဲ့ခါမှာဒီလိုမျိုးစကလုံးလေးတွေနဲ့ဘယ်လိုမျိုးထိမ့်ချုပ်လာလဲဆိုတာကိုအာသိရှိသွားနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်